ီညီလေးဒါဆိုင်ရဲ့အကြောင်းပေါ့နော်ဒီညီလေးပြောတဲ့ BMW ကဒါ R18 လို့ခေါ်တယ်ပေါ့နော်သူကကြတော့သူက Cruiser သူက BMW က Harley ကိုလိုက်ပြီးတော့ရှင်းနေတာဆိုင်ကနေပတ်သက်ရင် Harley ကလည်း BMW လိုက်ရှင်းနေတာဒါပေမဲ့သူ့ဖိနေတူပေါ့နော်ကျွန်တော်ကအဲ့ဒါကိုယူတွတ်တာ BMW ရဲ့ပထမဆုံး Harley ကိုရှင်းဖိုက်တဲ့ Cruiser R18 လို့ခေါ်တာ engine power 1800သူက stack ကိုဖွင့်လိုက်တာနဲ့ဒုံဆိုပြီးတော့ engine ကြီးကလှုပ်သွားတဲ့ feeling ကြီးကိုကြိုက်တာ အဲ့ဆိုင်ငယ်ကိုကျွန်တော်ပိုင်ခဲ့ရတယ်ကွာကျွန်တော်ကအဲ့လို Ducati ကိုသူက H-Type ကိုကြိုက်တာ H-Type H-Type S ကိုကြိုက်တယ်ဒီ Cruiser ကိုအရန်ကြိုက်တယ်ထဲမှာပါတယ်ပြီးရင်ဟိုအောင်ကြိုက်တယ်ဒီဒီ RAD ကိုကြိုက်တယ်ဒါပေမဲ့ဒီကောင်နေနဲ့ရှင်လိုက်တဲ့ခါကျတော့ကျွန်တော်က Low Rider ST နဲ့တွေ့လိုက်တဲ့အချိန်မှာ No Low Rider ST ကဟာဒါကျွန်တော် perfect bike ပဲကျွန်တော်တကယ်တော့လုံးဝဟိုဘောကွာ freedom ဖြစ်တယ် bike ဖြစ်တယ် ဟာလီလည်းဖြစ်တယ်ဖရီရန်ဖြစ်တယ်ခရူဇာလည်းပြောလို့ရတယ်စပေါ့တိုရင်းလည်းပြောလို့ရတယ်ဝင်လင်းပြောရင်ကွာလူငယ်လည်းဆန်လို့ရတယ်နော်ဂေါ်လိုလည်းရတယ်လူကြီးလည်းဆန်လို့ရတယ်ဟိုက်ဝေးလည်းထွက်လို့ရတယ်ဘယ်လိုပြောမလို့ကွာအားလုံးတပြီးပြည့်စုံတယ်ကျွန်တော်တက်ကပြီးပြည့်စုံတယ်ဘိုက်တစ်ခုပေါ့နော်အဲဆိုင်ကယ်တစ်စီးဖြစ်တဲ့အတွက်ကျွန်တော်ဒီ RID ကိုရောင်းလိုက်တယ်ဒါပေမဲ့ off road ကြတော့လေ Ducati ဒက်ဆိုက်ကလည်းရှိပြီးသား long road ထွက်မယ်ဆိုရင်ကျွန်တော်ကဒီပန်မရိကလည်းမောင်းလို့ရတယ် သူ့ရဲ့သူ့ရဲ့ဟာ suspension ကလည်းကျွန်တော်တို့ကအဆင်ပြေတယ်အဲ့တော့ BMW နဲ့အဲ့ adventure ကြောင်းပြောမယ်ဆိုရင်တော့ကွာပြီးမှာမဟုတ်ဘူးကျွန်တော်နိုင်ဝယ်လည်းပြောလို့တနိုင်လည်းမဟုတ်ဘူးတညာလုံးလည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ suspension နဲ့ပတ်သက်ရင်တော့ GS ကိုတော့မရှင်းနိုင်ဘူးသူကအဲ့တော့ကျွန်တော်တို့ဆိုင်ကလောကမှာစတာရှိတယ်ပေါ့နော် GS သမရမြန်မာနိုင်ငံတော်ကြီးပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့တကယ်တမ်းခီးထွက်ကြည့်လိုက်နော်တကယ်တမ်းအဲ့လိုလမ်းဆုံစီးဖို့ကြတော့မလွယ်ပြန်ဘူး အဲ့ကြတော့သူကလမ်းမေးပခုံးတွေနေဖြုတ်ချတဲ့ခါမျိုးတွေကြတော့ပန်ကကြတော့အစင်ပြေပြန်ရောပန်ကကြတော့1250ဆိုပေမဲ့လေသူကမစ်ဆိုင်နဲ့တကယ်ဘစ်ဘိုးဂျားထဲမှာတော့သကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့တွေ့ကြုံအားဆိုရင်တော့ကျွန်တော်ကရှေ့ကမောင်းတယ်တချီလေးမောင်းတော့နောက်ကအလေက GSA လိုက်တယ်နောက်ကပန်လိုက်တယ်ပန်နဲ့စီဂျေဒီသွားတဲ့အချိန်မှာကျွန်တော်လည်းရှေ့ကဖြတ်လိုက်တယ်ဒါပေမဲ့သေချာတယ်နည်းနည်းတော့ဂျိုင်သွားတယ်ပေါ့နော်သူကအဲနမ်ဆန်လမ်းမှာထင်တယ် ဒုတိယလိုက်တဲ့ GS ကပေါက်သွားတယ်။ဒါဘာလို့လဲဆိုတော့အင်ဂျင်ဝိုင်းဖြတ်တာကွာကျွန်တော်လည်းဖြတ်လိုက်တာပဲဒါပေမဲ့ကျွန်တော်လည်းနည်းနည်းတောက်ထားကြတာကြီးပဲကွာတောက်ပြီးမောင်းကြတာဆိုတော့ဒါပေမဲ့လည်းဟိုဒဇီးကမောက်သွားတယ်ဒဇီးကမမောက်ဘူးဆိုတော့အဲ့ချိန်မှာဩ BMW ကကြတော့ control ဘိုင်းကြတော့တိတ်အဆင်မပြေဘူး GS နဲ့ပတ်သက်ရင်လေအဲ့တော့ကျွန်တော်ကဆိုင်ကအများကြီးစီးခဲ့ဘူးတယ်ဆိုင်ကအကြီးကြီးကြီးပဲဟိုဘိန်း30မကောက်ဘိန်းအဆင်အဲ့ပေါ်အဆင်40လောက်ရှိတာပေါ့နော်ကျွန်တော်မှာ 那洗脚，俺真瞧着洗脚，没洗手，洗手。洗手 OK